ပြင်းမသိအခုလာပြောတာတော့ဟိုတို့ခေါက်ကဗာလဲ review ပေးထားတဲ့တော့ဝတ်တာပြုတ်ကျော်ပေါ့နော် အရင်တစ်ခါကတော့ဝက်သားကိုအကြာကြီးပြုတ်ပြီးတော့မှကြော်တော့သူကအပြင်ချွတ်ချွတ်အထက်အီးဒီနဲ့စားလို့အရင်ကောင်းလဲဆိုပြီးတော့လေနောက်တစ်ခါကြာလို့ရှိရင်ဒီပုံမှန်တိုင်းပဲခဏလေးပဲပြုတ်ပြီးကြော်စားကြည့်မယ်အဲ့ဒီခါကျတော့ဘာလို့လဲဆိုတော့ဘောနော်သူတွေကတကယ်ပြုတ်ရတာတကယ်ခဏပဲခဏဆို10မိနစ်ခဏလေးနေဘောနော်အဲ့လိုပဲပြုတ်ပြုတ်ပြီးတော့ဒါကိုစဉ်းမြန်မြန်နဲ့ပြည့်ချွတ်ချွတ်ပြည့်ပြန်ကြော်ရတာဘောနော်ကြော်ရအောင်မှအဲ့ဒါကိုဒီတစ်ခါကစားထည့်တာနည်းနည်းများတော့နည်းနည်းများပါလေ ဒါပေမဲ့ပဲဟင်းချိုလေးရဲ့ထမင်းနဲ့နေစားအင်းတော့လည်းအတော်ပါပဲအစားခံတာပေါ့နော်အဲအဲ့ဒါကြီးစားနေတာပဲကြီးကောင်းတော့မကောင်းတော့ဘူးသူကဘယ်လိုလဲဆိုတော့အရသာတော့မစူးကောင်းတယ်ဒါပေမဲ့ဟိုအကြာကြီးပြုတ်ပြီးတော့ပေါ့နိုင်ဘက်တနိုင်တော့ပြုတ်ပြီးတော့ပြန်ကြောဒါပြန်ကြော်တဲ့ဟာကိုလုံးဝမမြင်အဲ့ဒီတော့ဆိုရင်ဘယ်လိုလဲဆိုတော့အရင်ချုပ်ပြီးအထက်အီအီတွေတည်းတဲ့အထက်သားလည်းအီအီတွေနဲ့စားတော့တော်မှုလို့ရံကောင်းလာ အခုဒီကကျတော့စားလို့ရတဲ့ဒါမျိုးပုံမှန်ဝတ်သားကြောက်လို့မျိုးပဲပြုတ်ကြောက်လို့မျိုးပဲဖြစ်သွားတာပေါ့နော်စားလို့ရတယ်နည်းနည်းမှရယ်ဆိုတော့အရသာလုံးဝမတူဘူးအဲ့ဒီတော့ပထမတစ်ခါလိုမျိုးစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတော့ကတော့နိုင်ဝတ်ပြီးပြီးမိနစ်၄၀လောက်ပြီးပြီးတခြားပြုတ်ပြုတ်ပြီးတော့မှကြွကြလေးကြော်ပြန်ကြော်ဖို့အတွက်အကြံပေးချင်ပါတယ်เนาะကြော်တဲ့အခါကျတော့ရှိလို့ရှိရင်လည်း ကျော်တဲ့အခါမှာပြုတ်တဲ့အခါမှာဂျင်းရဲ့စက်သွန်အနိဖူရဲ့တချထောင်းနေပြီးတော့ပြောင်းရင်ပိုကောင်းမယ်လို့အကြံပေးပါတယ်နော်ပြီးတော့မှကျော်တဲ့အခါကျတော့မှဒီဇိုင်းလေးလေးလေးပြီးတော့စားစနေမုန်းမနေလဲရရနော်နောက်ဆုံးကျမငံပြားလေးနည်းနည်းလောက်ဖြန်လိုက်တဲ့အခါကျရင်အဲ့ဒါအရသာလို့တမျိုးထူးကဲထူးဆန်းတယ်လို့ပြောရမှာပေါ့နော်အင်းဒါတော့နောက်ဆုံးပဲပဲဟင်းကြိုလေးတောက်တာပေါ့နော် အာဘာပဲပြောပြောဒါထမင်းကတော့အရန်စားလို့ကောင်းပါတယ်ကိုကတော့အလွယ်စားအလွယ်ပဲပိုက်ပြည့်တဲ့လူမျိုးလားမသိဘူးဒါနဲ့တော့တော်တော် main နေပါပြီလို့